။ Xiaomi ဖုန်းတွေထဲမှာဈေးကလည်း flagship level ဖုန်းတစ်လုံးလောက်ကိုမသုံးချင်ဘူး။ camera ဘိုင်းတွေ၊ base quality ဘိုင်းတွေ၊ design ဘိုင်းတွေ၊ hand feeling ဘိုင်းတွေကလည်းတော်တော်လေးကောင်းတဲ့ Xiaomi ဖုန်းကိုလိုချင်နေဆိုရင် Xiaomi ရဲ့ CV series တွေကပဲရွေးချယ်စရာတစ်ခုဖြစ်နေတာ။အဒါကိုကျွန်တော်တို့အနေနဲ့လက်မခံချင်လဲလက်ခံမယ်အနေထားမှာရှိတယ်။အဲ့တော့ဒီ Xiaomi ကအခုတခါပါလေ Xiaomi ရဲ့ CV5 ကိုဆိုတဲ့ဖုန်းကိုမိတ်ဆက်ပေးလိုက်ပြီ အခုအိတ်ဖုန်းကလည်းကျွန်တော်လက်ထဲကိုရောက်နေပြီဆိုတော့ဒီဖုန်းကအရင်အထွက်ခဲ့တဲ့ CV CV တင်နေရှင်ဘာတွေပိုကောင်းလာလဲဆိုတော့ကျွန်တော်အတူတူကြည့်လိုက်အောင် ဖုန်းတွေကအခြား Xiaomi Redmi ဖုန်းတွေနဲ့ရှင်းလိုက်ရင် design DNA တွေဘိုင်းတွေမှာဩ design အယူအဆတွေဘိုင်းတွေမှာဩမတူဘူးဥပမာကျရင်ကျွန်တော်တို့ Redmi ရဲ့ Note series ဆို Redmi ရဲ့ K series ဆိုဖုန်းတွေဆိုရင်ခက်ထူထူခက်လေးလေးခက်ကြီးကြီးပေါ့နော်ဒီလိုဘက်ကိုသွားပြင်မဲ့ CV series ကကျတော့ပေါ့ပေါ့ပါ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 လျက်လျက်နဲ့ ကိုင်လိုကောင်းတဲ့ပေါပေါပါပါဖုန်းလေးတွေဘက်ကိုသွားတယ်။ဒီတစ်ခေါက် DCB 5 Pro မှာလည်းအဲ့ဒီပုံစံလေးကိုဆက်ပြီးတော့ထိန်းထားတယ်။ဒီဖုန်းရဲ့အထူက7.54 mm နဲ့အလေးချိန်က181 g ဆိုတော့တော်တော်လေးမှပေါပေါပါပါနဲ့လက်ထဲမှာကိုင်ရတာပေါပါလျရဖြစ်တယ်ဆိုတော့ဖုန်းတစ်လုံးကိုကိုင်ရတဲ့ခံစားချက်ကိုရတယ်။အသုံးပေးထားတဲ့ material လည်းဘေးဘက်ပေါင်တွေကို aluminum frame နဲ့နောက်ဘက်ခြမ်းကိုကြတော့ glass ပေါ့နော်။ front side glass လို့ပုံစံမျိုးလေးကိုသုံးပေးထားတာဆိုတော့တော်တော်လေးမှ base quality ကောင်းတဲ့ဘက်မှာပါတယ်။ ဲဒါပေမဲ့ဒီအညိုရောင်ပေါ့နော်ဒီရောင်မဟုတ်ဘဲအညိုရောင်ပါဆိုရင်တော့ကျွန်တော်တို့ leather texture ပုံစံမျိုးလေးကိုတုံးပေးထားတာဆိုတော့အဲသူပါလေးတော့နည်းနည်းလေးတမှုပို့ပြီးတော့ထူးကြရပေါ့နော်ဒါပေမဲ့ base quality ကြည့်မယ်ဆိုရင်ဒီ Xiaomi ရဲ့ CP5 Pro ကတော်တော်လေးမှ base quality ကောင်းတဲ့ဘက်ပါရှိတယ် နောက်ပြီးတော့ဒီဖုန်းရဲ့ဒီဇိုင်းမန်းအယူဆအောင်သွားပြီးတော့ကြည့်ရမယ်ဆိုရင် CV4 Pro ရဲ့ဒီဇိုင်း DNA ကိုတိတ်ပြီးတော့အပြောင်းလဲလုပ်ထားမှာမတွေ့ဘူး။ကင်မရာဘန်းကိုကျွန်တော်တို့အနောက်ဘက်မှာအဝိုင်းပုံစံလေးလုပ်ပေးထားပေမဲ့နည်းနည်းလေးထူးခြားသွားတာက CV4 Pro မှာကျတော့ဒီပေါ့ကင်မရာဖန်ထဲမှာကင်မရာတွေအကုန်လုံးကိုထည့်ထားတဲ့ပုံစံမျိုးဆိုပေမဲ့ဒီမှာကျတော့ကင်မရာတစ်လုံးချင်းစီကိုတက်တက်ဖွဲပြီးလိုက်တဲ့ပုံစံမျိုးဖြစ်သွားတယ်။ဒီဟာလေးကကြည့်ရတာပို့ပြီးတော့ရိုးရိုးရှင်းရှင်းလေးဖြစ်သွားလို့ minimalist လေးပို့ပြီးတော့ဖြစ်တယ်။ ။နောက်ပြီးတော့ဒီဒီဇိုင်းဘိုင်းမှာတော်တော်လေးသဘောကျတဲ့အချက်ကတော့သူ့ရဲ့ကင်မရာဘိုင်းက CB4 Pro နဲ့ရှင်မဲ့ဆိုရင်တိတ်ပြီးတော့အပြင်ကိုပြူးပြီးတော့ထွက်မနေတော့ဘူး။ဒီဖုန်းလိုမျိုးကင်မရာကောင်းတဲ့ဖုန်းကလုံးနေနဲ့ဒီလိုမျိုးကင်မရာဘိုင်းကအပြင်ကိုမထွက်တာကကြတော့တော်တော်လေးမှ appreciate ဖြစ်ဖို့ကောင်းလို့ကျွန်တော်အနေနဲ့တော်တော်လေးသဘောကျတဲ့အချက်တွေမှလည်းပါတယ်။နောက်ပြီးတော့အခုကျွန်တော်ခြင်ထားတဲ့အဖြူအောင်လေးမှဆိုရင်ကြောမဲ့ချမ်းမှာတုံးပေးထားတဲ့ texture က frosted glass sensor လက်ရမထင်းတဲ့ tracker လေးကိုတုံးထားပေးတယ်။လက်ထဲမှာကန်ရတဲ့ခံစားချက်ကတော့ပါပါလျှက်လျှက်လေးနဲ့မှဒီဖုန်းကိုလက်ထဲမှာကင်နာနေတယ်။အရသာရှိတယ်ဆိုတဲ့ခံစားချက်ကိုရတယ်။အဲ့တော့မိတ်ဆွေကဒီဖုန်းတစ်လုံးမှာဒီဇိုင်းပိုင်းနဲ့ hand feeling ပိုင်းတော်တော်လေးအာရုံစိုက်တဲ့လူတစ်ယောက်ဆိုရင်ဒီ Xiaomi ရဲ့ CB5 Pro ကမိတ်ဆွေကိုစိတ်ပျက်စေမဲ့ဖုန်းတစ်လုံးနဲ့မှမပါဘူး။တော်တော်လေးကောင်းနေတယ်မှာပါတယ် display size ကိုပြောရမယ်ဆိုရင်တော့ဒီ Xiaomi ရဲ့ CB5 Pro က combat phone display size နဲ့လာတယ်အသူရှိမှာက6.55 inches AMOLED 120Hz ကိုမှ quad cut display ကိုတုံးထားပေးတယ်။နောက်ပြီးတော့အခြားသော display feature အနေနဲ့ sexy epic color တို့ asia template တို့ adobe vision တို့ဒါတွေကိုလည်း support ပေးတဲ့အပြင်ဒီ phone မှာက p1 dimming ကိုလည်း support ပေးတာဆိုတော့ကျွန်တော်တို့ brightness ကို short ထားမယ်ဆိုရင်တော့မှ color တွေကိုမှန်မှန်ကန်ကန်လေးပြပေးနိုင်တယ်။နောက်ပြီးတော့ P brightness က3200 nits ကိုတုံးထားပြီးတာဆိုတော့ Xiaomi ရဲ့ CP4 processor ရင်ပို့ပြီးတော့ lens နဲ့ display ကိုထည့်ထားပြီးတယ်ဒီဖုန်းမှာပေါ့နော် အဲ display quality ကိုပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ VB ဖြစ်ဖြစ်လေးနဲ့မှ eye catchy ဖြစ်တယ်ဆိုတော့ look back ကိုတွားတယ်။အဲကိုကအဲ့လိုမျိုး color တွေဆူဆူတောက်တောက်တွေဖြစ်တာမကြိုက်ဘူးဆိုရင်လည်းကျွန်တော်တို့ setting ထဲမှာ original color blue ကိုတွားပြီးတော့ change လိုက်မယ်ဆိုရင် color တွေကပို့ပြီးတော့မှန်သွားလိမ့်မယ်။အဲ့တော့ display ဘက်မှာကဒီ Xiaomi ရဲ့ CB5 Pro ကမနစ်က track ခဲ့တဲ့ CB4 Pro နဲ့ဆိုင်ပို့ပြီးတော့ကောင်းလာတယ်လို့ကျွန်တော်တို့အနေနဲ့ပြောလို့ရတယ်။အဲ့တော့အရေးကြီးဆုံးဖြစ်တဲ့ဒီဖုန်းရဲ့ camera ဘက်ကိုစပြီးတော့ပြောလိုက်ရအောင်။ ဒီဖုန်းမှာ main camera အနေနဲ့50 megapixel, light hunter 800 sensor, နောက်ပြီးတော့ကျွန်တော် tele sensor အနေနဲ့50 megapixel နဲ့ dual megapixel ultra wide travel camera စတဲ့နဲ့လာတယ်။နောက်ပြီးတော့ဒီဖုန်းက CV series ဖြစ်တဲ့အတွက်ကြောင့်သူရှိမှာက Leica နဲ့ collaboration လုပ်တာဖြစ်တဲ့အတွက်ကြောင့် portrait photo တွေရိုက်မယ်ဆိုရင် Leica portrait တို့ master portrait တို့ဒီလိုမျိုး feature တွေကိုသုံးပြီးတော့ portrait photo ခက်ကောင်းကောင်းလေးတွေကိုရိုက်ပေးနိုင်တယ်။နောက်ပြီးတော့ဒီဖုန်းမှာက tele sensor para ဖြစ်တဲ့အတွက်ကြောင့် portrait photo တွေရိုက်မယ်ဆိုရင်35 mm နဲ့75 mm ကိုကြိုက်တယ်လို့လိုလိုချိန်နှိပ်ပြီးရိုက်လို့ရတယ်။နောက်ပြီးတော့75 mm နဲ့ portrait photo တွေရိုက်မယ်ဆိုရင်ဒီဖုန်းကကျွန်တော်တို့ဒီ digital zoom ဆွဲတာမဟုတ်ဘဲနဲ့ optical zoom နဲ့ရိုက်တာဖြစ်တဲ့အကြောင်းဒီဒီကြီးကြာသွားတာလေမကြုံပါဘူး portfolio တွေရိုက်မယ်ဆိုရင်တော်တော်လေးမှကောင်းနေဆိုတဲ့အနေအထားမှာရှိတယ်ပေါ့နော်။နောက်ပြီးတော့ portfolio တွေရိုက်မယ်ဆိုရင်သူ့ရဲ့ add addition တွေ bokeh effect တွေရတယ်။တော်တော်လေးမှလှပြီးတော့ကိုက double နေပါရိုက်တတ်မယ်ဆိုရင် DSLR camera နဲ့ရိုက်ထားတဲ့ပုံထွက် quality ပုံစံမျိုးတွေအဲ့လိုမျိုး feeling မျိုးတွေကိုပေးတယ်။ color တွေကတော့နည်းနည်းလေး natural sander ဘက်ကိုသွားတယ်။အဲကိုကအဲ့လိုမျိုး natural sander မကြိုက်ဘူး vivid ဖြစ်တာကြိုက်တယ်ဆိုရင်လည်းကျွန်တော်တို့ setting ထဲမှာ အာ Leica Portrait တို့ Master Portrait တို့ဒီလိုမျိုး feature တွေနဲ့ကိုကြိုက်တဲ့ကို personal preference ပိုဖြစ်တဲ့ color တွေနဲ့ရိုက်လိုက်လို့ရတယ်ပေါ့နော်ဒါကတော့သူ့ရဲ့ portrait photo တွေရိုက်မယ်ဆိုရင်ရမယ့်ပုံစံတွေပြောပြပေးတာ make it မှာနဲ့ရိုက်မယ်ဆိုရင်လည်းဒီဖုန်းကတော်တော်လေးမှကောင်းတယ်တဲ့မှာပါတယ်နောက်ပြီးတော့ဒီဖုန်းကမနစ်က track ခဲ့တဲ့ CV4 Pro နဲ့ရှင်ပြီးပို့ပြီးတော့အားသာရတဲ့အချက်ကသူ့ရှိမှာက 2.48ကို optical zone ဆွဲလို့ရတယ်ပေါ့နော်အဲရှင်းနှစ်က track ခဲ့တဲ့ CV4 Pro မှာက 2H လောက်ထိပဲ optical zone ဆွဲလို့ရတာဆိုတော့အဲဒီကောင်းမှာကကျွန်တော်တို့ zone တွေပါလေခက်ဝေးဝေးဆွဲပြီးတော့ရိုက်မယ်ဆိုရင် CV4 Pro တက်ဆိုင်ရင်ပိုကောင်းတဲ့ပုံတွေကိုထုတ်ပေးနိုင်တယ် ultra wide camera နဲ့ရိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ main camera နဲ့ရိုက်တဲ့ပုံထွက် quality နီးနီးလောက်ပေးနိုင်တယ်အဲ color တွေကဒီဘောအရင်ဘောအရှိဖြစ်ပြီးတော့ color တွေမတူတော့တာလေအဲဒါမျိုးတွေကိုလည်းဒီဖုန်းမှာတိတ်ပြီးတော့မကြုံပါဘူးအဲ့တော့ဒီဖုန်းရဲ့ကင်မရာဘိုင်းနဲ့ပတ်သက်ပြီးတော့ကိုက ော်တော်လေးကင်မရာကောင်းတဲ့ဖုန်းတစ်လုံးကိုလိုချင်တယ်ဆိုရင်တော့ဒီ Xiaomi ရဲ့ CV5 Pro ကရွေးချယ်တင်တဲ့ဖုန်းထဲမှာပါတယ်။နောက်ပြီးတော့ဒီဖုန်းက CV series ဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ selfie ကင်မရာကိုလည်းကျွန်တော်တို့မဖြစ်မနေထည့်ပြောင်းมาရမယ်။ဒီဖုန်းမှာက50 megapixel selfie ကင်မရာတစ်လုံးနဲ့ပဲသုံးထားပေးတယ်။အဲဒီနေရာမှာကတော့နည်းနည်းလေးထူးကြတယ်ပေါ့နော်ရှေးနှစ်ကထွက်ခဲ့တဲ့ ZV series ဖုန်းတွေမှာကပုံမှန်ဆိုရင် JUE selfie camera ကိုတုံးထားပြီလားအဲဒါမဲ့ဒီဖုန်းမှာက same selfie camera ပဲဖြစ်သွားတယ် ်အဲဒါမဲ့ဒီ selfie camera တစ်လုံးနဲ့တော်တော်လေးမှကောင်းတဲ့ပုံထွက် quality ကိုထုတ်ပေးနိုင်တယ်အဲသူရဲ့ပုံထွက် quality ကိုပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီ day တော်တော်လေးကောင်းပြီးတော့ color တွေကနည်းနည်းလေး vivid ဖြစ်တဲ့ဘက်ကိုသွားတယ်ဒီဖုန်းနဲ့ selfie camera ရိုက်မယ်ဆိုရင်မသိရင်ကျွန်တော်တို့ main camera တစ်လုံးနဲ့ selfie camera ရိုက်တယ်လို့ပုံထွက် quality နီးနီးကိုပေးတယ်နောက်ပြီးတော့ဒီ selfie camera က flash level feature တခုပါတာက 4K ကို60 frame per second ထိရိုက်လို့ရတယ် ဒါကတော့တော်တော်လေးကောင်းတယ်ပေါ့နော်ဥမာကိုက vlogger တယောက်ဖုန်းနဲ့ selfie video တွေအရင်ရိုက်တဲ့လူတယောက်ဆိုရင်ဒီ selfie camera ပုံထွက် quality နဲ့ကတော့တော်တော်လေးစိတ်ကျင်တတ်မှာတော့တေချာလောက်ရှိတယ်အဲ့တော့ဒီဖုန်းရဲ့ shift front facing camera နဲ့နောက်ပြီးတော့ဘေးအနောက်ဘက်က selfie camera ကဘာမှအပြစ်ပြောစရာမရှိဘူးသူစီတန်းဝင်းကျင်မှာတော်တော်ကြီးမှကောင်းပြီးတော့ဒီဇိုင်းဖြစ်တဲ့ camera quality ပုံထွက် quality ကိုပေးနိုင်တာကတော့ ကျွန်တော်အနေနဲ့တည်တည်ချာချာပြောနိုင်တယ်အဲ့တော့ performance ကိုစပြီးတော့ပြောရမယ်ဆိုရင်တော့ဒီ phone မှာကကျွန်တော်တို့ခွဲခွင့်ရဲ့နောက်ဆုံး track ထားတဲ့ Snapdragon 8 Gen 4ကိုတုံးထားပေးတယ်အဲဒီနေရာမှာကလည်းရှင်းနစ်ကထွက်ခဲ့တဲ့ Xiaomi CV4 မှာတုံးထားတဲ့ Snapdragon 8 Gen 3ထက်ဆိုင် CPU ဘိုင်းမှာရော GPU ဘိုင်းမှာရောတော်တော်ကြီးမှအားသာလိုက်အချက်မှရှိတယ် ဥမာကိုကပေါ့နော်ဒီဖုန်းကကင်မရာကောင်းလို့ကင်မရာတွေပါရိုက်ပြီးတော့အတတီနေမှာကောင်းကောင်းမွန်မွန်လုပ်မယ်ဆိုရင်လေဒီ SOC performance တွေကလုံလုံလောက်လောက်လေးရှိရဆိုတဲ့ဘက်မှာသွားတယ်နောက်ပြီးတော့ကိုက daily usage ဖုန်းသုံးတာအပြင်မှာကျွန်တော် gain တွေပါဆော့တယ်နောက်ပြီးတော့ graphic intensive အများများတဲ့ gain တွေဆော့မယ်ဆိုရင်လေဒီ SOC performance တွေကကောင်းကောင်းမွန်မွန် AA စစ်စစ်နဲ့ဆော့လို့ရတဲ့ထဲမှာပါတယ်အဲ့တော့ performance နဲ့ပတ်သက်ပြီးတော့လေဒီဖုန်းက ဘာမှအပြစ်ပြောနေတာမရှိဘူးသူဈေးတန်းဝင်ချင်တယ်မှာပေးရတဲ့ဈေးနဲ့တော်တော်လေးတန်တဲ့ performance ကိုထုတ်ပေးနိုင်တယ်ဆိုတဲ့အနေအထားမှာရှိတယ်ဒီ Xiaomi CV5 Pro မှာတိတိတတ်တာတိုးလက်လာတဲ့အချက်ကတော့ battery life သူရှိမှာက6000 mAh silicon carbon battery ခက်ကြီးကြီးကိုတုံးထားပြီးတယ်အဲဒီအချက်ကရှင်းနှစ်ကထွက်ခဲ့တဲ့ CB4 Pro မှာတုံးထားပြီးတဲ့4800 mAh ထက်ဆိုင်အများကြီးပို့ပြီးတော့များလာတယ်။နောက်ပြီးတော့အပြည့်အသွင်းမှုကိုလည်း 67W fast charge ကို support ပေးတယ်။ အရင်တော့ဆိုရင် CV series ကိုတုံးလို့ကိုဖုန်းက battery မခံပါအောင်တော်တော်လေးစိုးရင်ရတဲ့အနေအထားမှာရှိတယ်။နောက်ပြီးတော့ကိုဖုန်းရဲ့ SoC performance ကဘယ်လောက်ပဲကောင်းကောင်းသူရှိမှပါတဲ့ battery တွေကခက်သေးသေးလေးဖြစ်နေတာဖြစ်တဲ့တကြောင် gain soft ဘွတ်အတွက်လူတော်တော်များများကမရွေးချယ်ကြအများတယ်ပေါ့နော်။အဲဒါမဲ့ဒီ CV5 Pro မှာတော့အတားတွေကိုတတ်တာပြလို့ရပြီဆိုတဲ့အနေအထားမှာရှိတယ်။သူရဲ့6000 mAh battery ခက်ကြီးကြီးနဲ့ကကိုက daily usage ဖုန်းသုံးတာအပြင်မှာဂိမ်းလေးပါဆော့မယ်ဆိုရင်လည်းတရခွဲ၂ရက်လောက်ကအေးအေးဆေးဆေးတတ်တတ်ရဆော့လို့ရတယ်ဆိုတဲ့အနေအထားမှာရှိတယ်။အဲနောက်ပြီးတော့ဒီဖုန်းက CC fair bank ကို support ပေးတာဆိုတော့ magnetic card ဆိုင် ပို့ပြီးတော့မြန်သွားတာမရှိဘူးဆိုပေမဲ့သူ့ရဲ့ဘက်ထရီခက်ကြီးကြီးဖြစ်လာတော့တော်တော်အနေနဲ့တော်တော်လေး appreciate ဖြစ်တဲ့နေရာမှာပါတယ်။အဲ့တော့ကိုကဒီ CB series နဲ့ကိုင်နဲ့ဘက်ထရီမခံပါလဲကြောက်နေတယ်ဆိုရင်တော့ဒီ CB5 Pro ရွေးချယ်လိုက်တာကဘာမှနောင်လာရမယ်ဆိုတဲ့အနေထားမှာမရှိဘူး။အဲ့တော့ဒီ Xiaomi CB5 Pro ကမနေ့ကထွက်ခဲ့တဲ့ CB4 Pro တက်ဆိုင်ဒီဇိုင်းပိုင်းနေဘေးကွက်လေးဒီပိုင်းမှာတော်တော်လေးတိုးတက်လာတယ်။အဲကင်မရာဘိုင်းမှာတော့အရင်တိတိတတ်တာတိုးတက်လာတာမရှိဘူးဆိုပေမဲ့ ဲ2.8ကနေ2.48လောက်တိကို optical zoom ရလာတာတို့နောက်ပြီးတော့ selfie camera ဘိုင်းမှာပိုကောင်းလာတာတို့ကလည်းတိုးတက်တဲ့အချက်တွေမှာရှိတယ်။နောက်ပြီးတော့အဓိကတိုးတက်တဲ့အချက်ကတော့သူ့ရဲ့ SoC ဘိုင်းနဲ့ battery ဘိုင်းမှာကအများကြီးပိုပြီးတော့တိုးတက်လာတာဆိုတော့အဲ့တော့ကိုက Xiaomi ရဲ့ CV4 Pro လည်းလိုချင်တယ်။ဈေးကလည်းပိုတက်နိုင်တယ်ပိုကောင်းတဲ့ battery experience ပိုကောင်းတဲ့ SoC အပူကောင်းတဲ့ camera specification ကိုလိုချင်နေဆိုရင်တော့ဒီ Xiaomi ရဲ့ CV5 Pro ကိုဝယ်လိုက်တာကပို့ပြီးတော့အဆင်ပြေလို့ပြောရနေပဲအားလုံးကျေးဇူးတင်တယ် So Yangon Mobile Store.